မင်္ဂလာပါရှင်။ရွှေကုံကနေတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့ရွှေကုံစေတော်သူယခုနှစ်လေးလတာကာလအတွင်းပြည်တွင်းပြည်ပမှဖျားဘူးဧည့်သည်25သိန်းကျော်လာရောက်ဖူးမြော်တဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်မြို့ရှိရွှေကုံစေတော်သူ2025ခုနှစ်ဇန်နဝါရီလမှဧပြီလအထိလေးလတာကာလအတွင်းပြည်တွင်းပြည်ပမှဖျားဘူးဧည့်သည်25သိန်းကျော်လာရောက်ဖူးမြော်ကြီးညိုကြကြောင်းရွှေကုံစေတော်ဗန္နာတော်ထိန်ကောပကအဖွဲ့မှသိရပါဗျာ။ ၎င်းကာလအတွင်းဖျားဖူးဝင်ရောက်မှုအနေဖြင့်တန်ငါတော့46146ပါးသာသနာ့နယ်ဝင်သီလရှင်25500ပါးအမျိုးသား73933ဦးအမျိုးသမီး73909ဦးနိုင်ငံသားသား 13355ဦးနိုင်ငံသားသူ15081ဦးစုစုပေါင်း25,1425ဦးဖြစ်ပါတယ်။အဆိုပါလီလာတာကာလာတွင်ရှေကွန်စီတော်သူဖျားဖို့ဝင်ရောက်မှုဟာရုံးခွေရံများမှာတရက်လင်းအနည်းဆုံးလူဦးရေ1000ဝန်းကျင်မှ4000ဝန်းကျင်ထိလာရောက်ကြပြီးတော့လာအလိုက်အများဆုံးဝင်ရောက်မှုမှာအများပြည်သူရုံးပိရများဖြစ်တဲ့ဇန်နဝါရီတရက်နိုင်ငံတကာနှစ်သက်ကူးနေ့လွတ်လပ်ရေးနေ့ပြည်တော်စုနေ့တောင်သူလက်သမားနေ့တပေါင်းလာပြီနေ့ မြန်မာနှစ်စန်းတရနေ့များတွင်အများဆုံးလာရောက်ဖူးညော်ကြီးညိုခဲ့ကြကြောင်းသိရပါသည်။ရှီရုံစေရောပန်နာရိုတိန်ကောက်ကဖွဲ့ဟာယနေ့ရက်ဝေးမှာဖျားဖူးများအစဉ်ပြေစေရန်နှင့်စိတ်အေးချမ်းသာစွာဖူးညော်နိုင်ရန်2024ခုနှစ်ဇန်နဝါရီတရမှာစ၍နနက်9:00နာရီမှည9:00နာရီထိဖွင့်လှစ်ပေးလျက်ရှိရာမှာ2024ခုနှစ်ဇွန်လ22ရက်မှစကားဖျားဖူးညော်ခြင်းကိုနနက်၄နာရီမှည10နာရီထိတိုးမြှင့်ဖွင့်လှစ်ပေးထားကြောင်းလည်းသိရှိရပါသည်ရှင်။ဒီသတင်းကိုတော့အောင်မြင့်ကပေးပို့လာတာပါ။ Música